နဲ့စောစောကြားလိုက်ရတဲ့ဒီတဲ့ရမာရုဘွားနဲ့တားလေးရဲ့ရှေးရတော့သွားပါပြီဆိုရဲ့အတွေ့ဝင်လာခဲ့တယ် ာလို့ဒီတိုင်းပြင်ရတော့အတော့မှဖြစ်ပါ့မယ် ျွန်တော်ဆန်နာဆပြပြီးတော့နောက်ဆုံး defend လုံးချိန်ကြတော့အဲလောက်တာနိုင်ရမြောင်းနေမှာကျွန်တော်တို့ကိုသူတို့ကအဲတကယ်ကြီးစစ်တင်နေစပြတော့ဖြစ်တဲ့ချိန်မှာကျွန်တော်ရဲ့ defend အနောက်ကကောင်းလေးရကြီးမှန်ပြီးတော့အိုင်နာနေကြသွားတယ်အဲအချက်ကပဲကျွန်တော်တို့တော်ရဲသွားဖို့တွန်းအားပေးတယ် သွားတော့မသွားစီချင်ဘူးဖြစ်နိုင်ဖြစ်နိုင်မသွားစီဒါပေမဲ့တစ်ဖက်မှာလည်းဟိုဒီဒီ diary တောက်မလို့လीလူတွေကအဲ့လိုတည်ကြည်ပျက်စီးဆုံးရှုံးလာတာရမ်းများရဲ့ဆိုတာလीအဲ့လိုဟိုစိတ်ထဲကတော့လွတ်ချင်ဘူးပေါ့လीကိုမိသားစုနဲ့ခွဲရမယ်ရေးဘူးဒါပေမဲ့ဟိုတစ်ဖက်ကဟိုလူတွေကိုလည်းပြန်ကြည့်လိုက်ရင်လည်းသူ့အနေနဲ့ဒါသွားတင်နေအဲ့လိုမျိုးအဲ့လိုမျိုးတွေးမိရဲ့ ဒီကာလတွေဟာဘဝမှာအပြင်းအထန်ဆုံးကာလတွေပါပဲအဲ့ဒီတတိယနေ့ကြာတိုင်းမှာနေနေ့ရက်တိုင်းပေါ့လေသူ့ရဲ့သူအဆက်အသွယ်မရမချင်းပေါ့လေနေ့ရက်တိုင်းမှာတတိယနေ့တစ်ခုပြီးတစ်ခုကြာတိုင်းမှာဆိုရင်စိုးရိမ်နေနေ့တိုင်းပဲလို့ပဲသူဆက်သွယ်လာမယ့်နေ့ကိုလို့အမြဲစောင့်နေရအဲ့ဒီတော့ဆိုရင် ့လားသူကခေါ်ရခါကျတော့ပြန်စဉ်းစားလိုက်တာပေါ့လေဟိုနည်းနည်းဟိုကလေးနဲ့လည်းမတွေ့ဖြစ်တာလေသူဆိုရင်လည်းကြာပြီမိသားစုခွေးနဲ့အားလည်းကြာပြီဆိုတော့အနေသူဆက်တင်လာနဲ့တိုက်တော်ဖို့ပေါ့နောက်ဆုံးဖြစ်လိုက်တာ ီဂျီပူပဲကျွန်မထည့်ပေးလိုက်ကဲမေးတဲ့ like channel ဆိုကဲ like သွား like တော့ဆိုမြတ်ကျွန်မရင်ထဲမှာလေးရင်မထဲမှာရဟန်းကွဲသွားတယ်ပေါ့ရင်ထဲမှာစိုးပြီးတော့နေရတယ် ိမှခေရောက်လို့ရှိရင်ပုံမသွားပြီးတော့ကလေးစိတ်ခက်ပြတယ်လို့ပဲတစ်ချက်ပြောလိုက်ပါနော်ကလွဲပြီးတော့ဘယ်ဘယ်ဦးမှမသွားဘူးပေါ့လေမသွားဘူးတဲ့အချိန်မှာဆိုရင်ကိုယ့်တက်အရန် risk ဖြစ်တယ် တိုင်းပြောရင်စားတော့ခက်ခဲတယ်ပေါ့ပြီးရင်ကလေးကအဲကချင်ထမင်းကိုမစားနိုင်စီးတာတွေပါနေဆိုတော့အဲ့ဒီအတွက်သူတို့ကိုမြင်တော့ဝမ်းနေတာဒါပေမဲ့လည်းမိသားစုပြန်ဆောင်ရတဲ့တစ်ခုတော့ဝမ်းတာတာပေါ့ đi video đi nên nhớ Tadi cái ramai. မရဘူးပေါ့လေချက်ချင်းပဲအဲ့ဒီတော့အချင်းရင်မထဲမှာအလုံးကြီးအဆို့တက်လာပြီအလုံးမမခံစားနိုင်ဘူးနေကြပါဒါပေမဲ့အဲ့လိုအောက်ဆီဂျင်တွေပါပြန်ပေးပြီးတော့မှနည်းနည်းပြန်သတိရလာတဲ့အချိန်မှာဆိုရင်ตาကိုကြည့်ရှင်နေตาနဲ့အတူရှိရှင်နေပေါ့လေตาရှိရဲ့နေရာကိုသွားလို့ရလားဆိုပြီးတော့မှตาရှိရဲ့ emergency ခန်းထဲမှာ နှုတ်ဆက်တယ်ပေါ့လေခုနှစ်ခုလေးကတစ်ခုကြွေးရတော့မယ်ဘာလို့လဲဆိုတော့ကလေးကိုဖတ်ပြီးငိုမလားစဉ်းစားတယ်ကလေးနားမှာမနေဘူးလားဒါမှမဟုတ်မတိတီကိုပဲတွားပြီးကြည့်ရမလားဆိုတဲ့အချိန်မှာကျွန်တော်ရွေးချယ်လိုက်တာမတိတီကိုပဲကျွန်တော်သူ့ကိုဖြောင်းဖြားမယ်ဆိုပြီးတော့ရွေးချယ်လိုက်တယ်ဟိုကတော့ ကိုရီနောက်ဆုံးမရတဲ့အဆုံးလက်လွတ်ရမယ်ဆိုတော့ခေါင်းထဲမှာထည့်လိုက်ပြီးတော့မတိလေးကိုပဲအကောင်းဆုံးတော့သူ့ကိုဖြောင်းဖြားတာပဲနေ့စဉ်ရက်စပ်ပေါင်းများစားရမှာသူလဲဟိုအမျိုးသားလည်းမြင်နေပေါ့လေ စိတ်ချင်းရလည်းမကောင်းပြီးတော့ตาနဲ့အတူရှိနေတဲ့နေရာမှာငွေတက်တယ်ตาရဲ့ငွေတက်တယ်အများကြီးပဲအဲ့တော့သူ့ရမ်းလန့်တယ်ရမ်းလန့်တဲ့အချိန်မှာနေတိုင်းလည်းငိုတယ်အဲ့လိုစားလို့လည်းမဝင်အောင်အဲ့တော့ဘီကကြည့်ရတဲ့လူကလည်းပြမန်းနေပေါ့လေပြမန်းတော့နည်းညောက်တာတိုက်မင်းညားဟောငါတို့ကလေးတွေကတော့ဆောင်ရှုံးလိုက်ရပြီအဲ့တော့ဒီနိုင်ငံဒီနိုင်ငံတဝင်းအနှံ့မှာပေါ့နော်ဒီလိုပဲဟိုငါတို့ ตาลีကိုတော့မကယ်လိုက်နိုင်ဘူးဒါပေမဲ့တချို့ဟိုတခြားကလေးတွေဆိုရင်လည်းဟိုဘာပဲဖြစ်ငါတို့ตาကိုတော့မကယ်လိုက်နိုင်ပါမယ်ငါတို့တခြားကလေးလေးတွေတော့ငါတို့ကယ်နိုင်အောင်ကယ်နိုင်လိမ့်မယ်အဲ့အတွက်ငါတို့သွားကြမယ်ပေါ့အဲ့လိုဆုံးဖြတ်ပြီးတော့ကချင်းအနေထွက်လာခဲ့

ြောပြီးသူငိုရတာပေါ့ကိုကိုတိုင်းသာခံစားလိုက်ခြင်းနဲ့အမိကိုဖြုတ်ပြီးအမိခံစားမိဟာမျိုးမဖြစ်ချင်ဘူးလို့ဆိုတော့အမိကအိမ်မှာတယောက်တည်းအဲ့လိုကို့အနေနဲ့သူကတူရောတမီလည်းဖြစ်တယ်သူ့ရဲ့မျိုးလည်းဖြစ်တဲ့အတွက်ကြောင့်မလို့တကယ်သူသာတကယ်သိရင်သူပြိုလဲကြသွားနိုင်တယ်အဲ့ဒီအချိန်မှာကိုကလေသူ့နဲ့အဝေးမှာရှိတယ်အဝေးမှာရှိတော့သူတခုခုဖြစ်သွားရင်ကိုကသူ့စီကိုတောင်းလိုက်နိုင်မှာမဟုတ်ဘူးပြီးတော့အဲ့လိုမျိုးနဲ့ ားရဲ့တတိကိုပြင်ချပြီးတော့အမိကိုထပ်ပြီးတော့ဆုံးရှုံးလိုက်မှကြောက်တယ် ဲ့ဒီမှာလေနေတတူပါပေါ့နော်လင်းရင်နေရောဘုံနေရောလာချင်းပြီးနေတိုင်းလင်းရင်သာဝဲနေလင်းလာဝဲအချိန်မှာဆိုရင်အဆင်မပြေနေဖို့ဟိုနေဖို့အဆင်မပြေတတ်တိုင်းစိတ်ကအဆင်မပြေတော့စိတ်ကအဆင်မပြေတော့အဲ့နဲ့အဲ့ဒီမှာရှိရဲ့ဟိုအဲ psychiatrist ရအောင်ပေါ့နော်အမားနဲ့ပြရပြပြီးတော့မှအဒီမှာနေဖို့ကြာလေအရင်အဲ့အဲ့ဒီမှာဆက်နေဖို့ကြာပါတော့เนาะအဲ့လိုဘုံနဲ့လေးနဲ့ပြီးတော့နေတိုင်းအဲ့လိုမျိုး ကလေးတွေကိုလည်းမြင်နေရတဲ့အချိန်မှာကျတော့ပို့ပြီးတော့ထိကြိုက်လာတယ်အဲ့လိုခံစားရတာကြီးပေါ့နော်နေတိုင်းအော်သူတို့မြင်နေချိန်တိုင်းကိုသားလေးကိုပြန်ပြီးတော့လွမ်းလာမိတယ်အော်တစ်ဖက်မှာလည်းဟိုကိုသားလေးလို့မဟုတ်တော့လေဟိုကလေးတွေဆုံးရှုံးနေရတယ်ဆုံးရှုံးနေရတဲ့အချိန်မှာဆက်ပြီးတော့နေဖို့အတွက်စိတ်ကအဆင်မပြေတော့အဆင်မပြေတော့အဲ့ဒီမဲဆောက်ကိုလာပြီးတော့ပေါ့လေဒီစိတ်ကျမ်းမာကြီးပြတောက်ဖို့ ਨੇ အဲ့လိုဒီမှာဟိုဟာ အနားယူဖို့ပေါ့လေဒီကိုမဲဆောက်ကိုရောက်လာตาลิมวยပြီးတော့အဲ့ဒီတပတ်ကြာမှာတပတ်ကြာမှာအမိနဲ့အဆက်တွေပြင်ရတယ် ဒီဘက်ကန်လေးရောက်ပြီးစုံတော့ကျွန်တော်ကသူ့စီကိုတန်းခေါ်မသွားဘူးလမ်းမှာခဏကားရက်ပြီးတော့သူ့မိကိုပြောတယ်အမေကလေးကတော့ဒီလိုဒီလိုပဲဖြစ်သွားပြီမဲဆောက်မျိုးရောက်မှကလေးဆုံးနေဆိုတာသိရတယ်မသိဘူးကျမပြောပြောပါပါနဲ့မဲငါမိနဲ့ငါနဲ့ကလေးနဲ့နှစ်ယောက်ပေါ့ငါမိနှစ်ယောက်နဲ့တွေ့ရမယ်ပေါ့အမလေးပြောနေရပေါ့ဟိုတွားတော့ကတော့ရင်ဘက်ကိုစုပ်နေတယ် 哦ဆက်သွေးရပြီဆိုငါမိကလေးတော့ဟိုဟာပြုတ်ပြီဆိုယူမတက်ခံစားရတာဒီအာနာဘာမသိငယ်ဘူးဆိုရင်ဒါခုချိန်ဆိုရင်၆နှစ်ရှိနေပြီ၆နှစ်ရှိပြီးတော့မိသားစုနဲ့လည်းခွဲခွာရမှာမဟုတ်ဘူးပေါ့လေ နေမင်္ဂလာဆောင်နိုင်အမည်သူလည်းအရင်မင်္ဂလိမျိုးသမီးတယောက်ပဲအရင်မင်္ဂလာဆောင်နေမှာဒါမဲ့ကျွန်တော်မလုပ်ပြနိုင်သေးဘူးမင်္ဂလာဆွန်ကြွေးလေးတောင်မှကိုပစံနဲ့ကိုလုပ်ပြီးကြွေးထားရတာဒီအတွက်အားလုံးတက်လဲတောင်းပန်နေရှေးလျှောက်အကောင်းဆုံးနေပဲပေးချင်တာမလို့ပေးမှာပဲနေပေးပါဦး